အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုဒီဆက်ပြီးမှာကတော့မြက်ပတ်တဲ့ကောင်းလေးဆိုရဲပုံမြင်လေးပဲဖြစ်ပါလေရှင်။တခါတော့ကတုံးလို့ခေါ်တဲ့ကောင်းလေးတယောက်ရှိရင်သူ့ကိုကြည့်ရတာအမြဲတမ်းမြက်ပတ်နေတာပဲ။သူ့ဘာပဲလုံလုံမြက်ပတ်နေတာပဲ။အဲသူ့ကလာထိုင်မှာသတင်းစာငင်းငင်းလေးထိုင်ဖက်နေရဲ့နော်။ထားရလိုက်တာနဲ့သူ့ရဲ့လက်တွေဒူးတွေမျက်နှာတွေနဲ့ရှက်အင်းကြီးမှာမြက်ပတ်နေတော့တာပဲ။ သူကတားလဲဘယ်တက်နိုင်မှမလဲအမေရဲ့တားမှညစ်ပတ်အောင်မရည်ရွယ်တာညစ်ပတ်တာကဘယ်ရောက်လာတာပဲဟာလို့ပြောလို့ရှိရင်တနေ့မှာတော့ចောင်းသားចောင်းသူတွေကိုចောင်းဆရာကြီးကပြောရင်ဒီမြို့ကိုအန်အောင်ဆရာစက္ကပ်အဖွဲတစ်ဖွဲရောက်နေတာမလို့နေလေကြရင်တချောင်းလုံးကိုအဲ့ဒီကိုသူခေါ်သွားမယ်ចောင်းဟုတ်ကြီးကနားထောင်နေတဲ့កောင်းလေးកောင်းမလေးတွေကိုမင်းတို့အားလုံးနှစ်နာရီတိတိမှာဒီကိုရောက်အောင်လာခဲ့ကြပြီးရင်မင်းတို့ခြေလက်မျက်နှာတွေစိတ်ကြော်လာကြနော် အကောင်းဆုံးဝတ်စားတွေကိုလည်းဝတ်ခဲ့ကြဆက်ကပ်ပွဲမှာလူတွေအများကြီးရှိမှသူတို့ကမင်းတို့ကိုဘလောက်တန်ရှင်ပြီးလိမ့်မားတဲ့ကလေးတွေလဲလို့ပြောတာကိုငါလိုချင်နေဘလောက်ဆုတ်ပြတ်တဲ့ကလေးတွေပါလိမ့်လို့ပြောတာငါမလိုချင်ဘူးအေးမြစ်ပတ်ပြီးရောက်လာတဲ့သူကိုတော့ခြံနာကြရမှာပဲလို့ပြောလိုက်တယ်ကလေးတွေဟာအိမ်ကိုပျော်ရွှင်စွာပြေးသွားကြတယ်ဒီနေ့လေတော့ကြောက်မတက်ရတော့ဘူးဆက်ကပ်ပွဲကြည့်ရတော့မယ်တဲ့ဟိပျော်စရာကြီးပဲတော်မဟာလဲအိမ်ကိုပြေးပြီးတော့သူ့မိကိုပြောတယ် ဒါဆိုရင်တော့တားအနေနဲ့တကယ်တန့်ရှင်အောင်လုပ်ရမယ်နော်။နေလေစာအမြင်စာအမေမင်းကိုတိုက်ချွတ်ရီမိုးချိုးပေးမယ်။ပြီးရင်အကောင်းဆုံးဝတ်စားဝတ်ပေးရောလို့အမေကပြောလိုက်တာပေါ့။ဒါကြောင့်တုံကခတ်တက်တက်လေးလုပ်တယ်။တိတ်မကြခင်ရေချိုးခန်းထဲမှာသူ့အမေကသူ့ကိုကြီးတိုက်ပေးရရီမိုးချိုးပေးရ။အခုဆိုကိုဘသာသွားတိုက်လိုက်အောင်တုံရဲ့ဒါမျိုးနောင်လဲလုံတော့လို့အမေကပြောရင်းနှစ်နာရီထိုးဖို့မိနစ်20အလိုမှာတုံကိုမြင်လိုက်ရတာပေါ့။ ူဟာဆက်ပြာရည်ထဲမှာကြီးပြောင်းနေပြီးသွားတွေလည်းပြူပြေးနေတယ်။အဝယ်စားတွေကလည်းတသက်ရရနဲ့ဝဲလိုက်တော့ကြည်ကောင်းသွားတာပဲ။အရင်ကထိုးထောင်းထောင်ထောင်ရှိနေတဲ့သူ့ရဲ့စပင်းတွေကလည်းပျော့ပြောင်းပြီးချောမွတ်တောက်ပါနေတယ်။သူ့ရဲ့အမေကသူ့ကိုကြည်စမ်းငါသားကအရင်ကထက်ကြည်ကောင်းသွားပြီလို့ဆိုပြီးတော့နမ်းလိုက်တာပေါ့။ကဲကဲသွားပြီတော့ဒါမျိုးတမန်ရှိရှိနေပဲအเจ้าကိုရောက်အောင်သွားနော်။ဒုံကလည်းတက်ကြွစွာနဲ့ အမေရာဒါအကောင်ဆုံးနေပါမယ်လို့ခရီးပေးပါတယ်လို့ဖြေလိုက်တယ်။တမ်းမြရှိရှိနေရတာကိုဒါကြိုက်လာပြီးဘလို့ညက်ပက်ရလဲဆိုရတော့ဒါမသိတော့ဘူးချက်ချင်းမဲ့ဒါကြောင့်ကိုတမ်းမြမက်သွားပါမယ်မမေ။သူဟာစထော်လာတာနဲ့သူ့အရင်ကလှုပ်တလို့ရေရိုင်တွေကဖြက်လျှောက်မယ်အစားပလက်ဖောင်းအလဲကဂီယူဒီဇိုင်းရှောက်လာတယ်။ကြောင်နဲ့တိတ်နီးနီးကိုရောက်လာတော့အတန်တန်ကိုကြားလိုက်ရပြီးတော့ဇဝေဇဝါဖြစ်သွားတယ်။ဒီအတန်ဟာဘီနာကနို့သမားရဲ့တဲကိုကနေထွက်လာတာ။ တဲအောက်ကနေတနာဆိုင်ရာအော်ကြီးနေတယ်မင်းတုံလဲလက်လုံးမရှူသွားရတော့ဘူးအဲ့ဒီတော့အော်ကြီးတန်နေထွက်လာတော့သူဟာကြမ်းမြင့်အောက်ကလာရမယ်သူရိတ်မိသွားတယ်ခွေးတန်တော့ခွေးတန်မင်းပြီးတော့အပြင်ဘက်ကိုထွက်ကြည့်လိုက်တော့တဲအောက်ရေမြောင်းတွေကခွေးလေးအော်နေမှတည်လိုက်ရတယ်မထွက်နိုင်ရှာဖို့ထင်ပါရဲ့တုံကလည်းငါဘာလို့ရင်ကောင်းမလဲလို့စဉ်းစားလိုက်တယ်စိတ်မပူနဲ့ခွေးလေးရေငါရှိရဲ့ဟိမင်းတန်ကိုငါကြားတယ်မလန့်ပါနဲ့ခွေးလေးရေ တုံးကထိုင်ချလိုက်ပြီးရေပိုက်ကိုလှမ်းကြည့်လိုက်တယ်။ပြီးတော့သူ့ရဲ့အင်ဂျီအိတ်ထဲမှာလက်နိတ်သမီးလေးတစ်လက်ပါလာတာကိုသတိရသွားပြီးသမီးကိုထိုးထုတ်လိုက်တယ်။ခွေးလေးရဲ့မျက်လုံးကအယောင်ကိုသူမြင်လိုက်ရတာပေါ့။ခွေးလေးကအလင်းရောင်ကိုမြင်ရတော့တအီအီအော်ရှားတယ်။တုံးကလည်းသူ့ကြောက်နေပုံပဲလို့တွေးမိရင်ရှေတော့နောက်ဆုံးမသွားရတော့ဘူးထင်ပါရဲ့။ငါနိုးပေါ့တမဦးတာကားကိုတောင်းပြောပါရဲ။သူဆိုကဲနိုင်လောက်တယ်။ သူဟာနိုသမားရဲ့တဲတဲ့ကိုပြေးဝင်သွားပြီးဥတာကာကိုလှမ်းခေါ်လိုက်တယ်။ဥတာကာကအထဲမှာရှိရင်သူတို့နှစ်ယောက်ဟာအတူထွက်လာကြပြီးရရေပိုက်ကိုကြည့်ကြတယ်။တွန်ကဦးလေးမှာအယိုးတချောင်းတလေများမရှိဘူးလားလို့မေးတယ်။တကယ်လို့ရှိခဲ့ရင်အဲ့ဒါကိုကျိုးနဲ့ချပြီးရေပိုက်နာချထားရအောင်။ခွေးလေးကအနဲ့ရရင်အယိုးရှိတာကိုထွက်လာမယ်ထင်တာပဲခမရယ်။နိုဘိုသမားကလည်းဒီအကျယ်မစိုးဘူးလို့ပြောပြီးတော့အိမ်ထဲကိုဝင်ပြီးအယိုးကြီးတစ်ချောင်းကိုပြန်ယူလာခဲ့တယ် တုံကအဲ့ဒါကိုကျိုးနဲ့ချီပြီးတော့ပိုက်ရှင်နာကိုခြားထားပေးလိုက်တယ်။ခွေးလေးဟာအယိုးနိုင်ရတော့စိတ်တက်ကြွလာပြီးတအီအီအော်ပါလေရော။သူ့တိတ်စာနေတာကိုခွေးလေးကစတင်ယုံပြန်နေတုံနဲ့ဝမ်းသာသွားပြီးတော့ကြည်နေမိရင်ကျွန်တော်အကွက်တော်ဝင်သွားပြီးသူ့ထွက်လာနေပြီးလာလာခွေးကလေးလို့ပြောလိုက်တာပေါ့။ခွေးလေးဟာရေပိုက်ဝါနာကိုရောက်လာပြီးအယိုးကိုဆွဲမလို့လုပ်တယ်။တုံကအယိုးကိုနည်းနည်းခလန်းလန်းကိုကျိုးနဲ့ဆွဲလိုက်ပြန်နေ။ ဒါဆိုရေပိုက်ပွင့်ပြီးတော့ခွေးလေးထွက်လာနိုင်အောင်လို့ပေါ့တုံကငါခွေးလေးနာလက်နဲ့တိုးပေးမှဖြစ်မယ်လို့တွေးလိုက်ပြီးလမ်းပေါ်ကိုလှဲချလိုက်ကလက်ကိုခွေးလေးစီကိုတိုးပေးပြီးခွေးလေးရဲ့လယ်ဘက်ကိုဆန်းလိုက်တယ်။သူဟာလယ်ဘက်ကိုဆုပ်ကိုင်းပြီးတော့ဆွဲတင်လိုက်တယ်။ခွေးလေးလည်းရေပိုက်ထဲကလွတ်ထွက်လာပြီးသူ့ဘီနာကိုရောက်လာပြီးအယိုးကိုမမှန်မမှန်နဲ့လိုက်ဟန်နေတော့တာပေါ့။노သမားကကောင်းတဲ့ဟေ့ခွေးလေးမှလည်းပဲဘသူပိုင်တာလည်းမသိဘူးကွာ။ ငါသူ့လက်ပဲကိုကြည့်လိုက်အောင်မယ်။မှန်ဆန်းလို့ပြောရင်းနဲ့ကြည့်လိုက်တယ်။အဲ့ဒီတုန်းမှပဲဖះเจ้าကနိုင်ရင်ကြီးကနှစ်နိုင်ရင်ထိုးပါလေရော။တုံလိုက်ထောက်ကုန်လိုက်ပြီးတော့သူ့ရဲ့ဝက်စားလေးကိုကြည့်လိုက်တယ်။နှစ်နိုင်ရင်ထိုးပါဗောလား။စက်ကပွဲသွားဖို့ကြောင်းမှချိန်ထားတဲ့ချိန်ပဲ။ငါတို့တော့လို့ရပါတော့မလားလို့ရေရွလိုက်မိတယ်။ဦးတာကကြီးကမင်းကြီးရတာတိတ်မြိတ်ပတ်နေပြီကွာ။မင်းဝက်စားလေးအကုန်ဖုံးပေးကုန်ပြီ။သမီးကလည်းအမိုက်တွင်နဲ့အထဲဝင်ပြီးဆေးလိုက်ပါလားလို့ပြောရင်း တော်ကဟဲ့အေးမရတော့ဘူးကျွန်တော်တိတ်နောက်ကျနေပြီသွားမရတော့မယ်လို့ပြောလိုက်တယ်။နိုသမားကလည်းအေးငါကတော့ဒီခွေးကိုပန်းရှိစီပြန်ပို့ပေးလိုက်မယ်။မမြင်သွားပြီတော့တော်ကြီးမဟုတ်ရင်စက်ကပ်ပွဲသွားဖို့နောက်ကျနေလိမ့်မယ်လို့ပြောတာပုံ။တော်ကလည်းအမြန်ထွက်လာခဲ့တယ်။သူကတော့ကြားမှာဆေးကြောဖို့အချိန်ရပါမလားလို့တွေးနေမိတာပုံ။သူ့ကြောင်းနဲ့ရောက်တော့သူတို့အတန်းဟာခန်းမာရဲကိုတန်းစီသွားနေတာတွေ့လိုက်ရတယ်။ ူ့အတန်းပိုင်ဆရာကသူ့ကိုမြင်သွားပြီးသူ့ကိုတနေရာမှာထိုးသွင်းလိုက်ပါတယ်။တုံကတော့တနာစရာပဲပေါ့။သူဟာနေရာမှာညစ်ပတ်ဘူးလောက်မတက်မရနဲ့ရွက်နေမိရဲ့။ကန်ဆိုးစွာပဲသူ့ရဲ့အတန်းဟာရှေဆုံးမှာနေရာယူရတာကြောင့်မလို့ကျောင်းဝကြီးနဲ့တည်တယ်ပါပဲ။တုံကလက်နဲ့သမင်ကိုတက်တင်လိုက်ပြီးမျက်နှာကိုလက်ကင်ပေါ်ဝါနဲ့ပုတ်လိုက်တယ်။ကျောင်းအောင်ကြီးကသူ့ကိုမကြည့်ပါစေနဲ့လို့ဆုတောင်းနေမိရဲ့။ကျောင်းဆရာကြီးကအားရစွာနဲ့ လူဆောင်မင်းလို့ဆရာကြီးထင်နေမင်းတို့တန်ရှင်းတရက်နေရတဲ့ဆရာကြီးကုံယူပါတယ်ခေါင်းပြလာကြအဝေးစားတဲ့တဲ့ရွေးဝစ်လာကြမင်းတို့ရင်းစင်ကြလာကြတဲ့အတော့ကြားနဲ့နေပါအောင်ဒီရှိတန်ကတငယ်ကဘာလုပ်လဲကွာတုံကတုံသွားတယ်သူဟာမျက်နှာကြီးနီးရပြီးတော့ရက်နေမိရဲ့ကျောင်းဟုတ်ကြီးကမေးစားပွဲအတန်းနဲ့ထွက်လာခဲ့စမ်းလို့ခေါ်လိုက်တယ်တုံကလည်းထွက်ရက်လိုက်တယ်ကျောင်းဟုတ်ကြီးက ငါဘာမြင်နေရပါလဲလို့တုံကိုချိန်ဆောင်ကောင်းဆုံးကြည့်ရင်းနဲ့ပြောလိုက်တယ်။လက်တွေကညစ်ပတ်လို့ဒူးတွေကမင်းလို့မျက်နှာကလည်းပေးရင်နေလိုက်တာအဝေစားတွေကလည်းမတမယင်းနဲ့စပင်းကလည်းထိုးထိုးထောင်းထောင်းမလား။ငါပြောထားလျက်နဲ့ဒီပုံစံနဲ့အเจ้าကိုလာရဲ့တည်ရဲ့ပေါ့။တုံကဆရာကြီးခမညာကျွန်တော်ခွေးလေးတစ်ကောင်ကိုပိုက်ထဲမှာတွေ့ရောပြောနေလို့ရှိသေးဆရာကြီးကမျက်မှောင်ကုတ်ပြီးတော့စကားကိုရက်ခိုင်းပြီးတော့ထွက်သွားခိုင်းနေ။ မင်းအမြဲတမ်းညစ်ပတ်နေကြဆိုတာငါကြားပြီးသားကွာကောင်းပြီမင်းကိုအပြစ်ပေးရမယ်မင်းဒီမှာနေပြီးကျွန်တော်တန့်ရှင်ပါတော့မယ်ဆိုတာကိုအကျင့်တရားရေးမင်းလိုဆုဆုပြပြအကြောင်းသားမျိုးကိုဆက်ကပ်ပွဲကိုငါခေါ်မသွားဘူးဟေးရေကျွန်မစာသင်ခန်းနင်းကိုမျက်ရည်တွေနဲ့ဝင်လာတယ်သူအရန်ကိုစိတ်ဆင်းရဲနေတာပုံတခြားကလေးတွေဆက်ကပ်ပွဲသွားဖို့လမ်းပေါ်ဆင်းလာတဲ့အတက်တွေကြရတော့သူ့ရဲ့မျက်ရည်တွေကစာအုပ်ပေါ်ကိုစီကြလာတယ်သုံးနိုင်ရင်ထိုးပါပြီ ဒါပေမဲ့ခွေးလေးကိုကယ်တင်ခဲ့တဲ့အတွက်ငေါင်ငေါင်တော့မရဘူး။ဒါလုံးတဲ့နဲ့ဟာပဲငေါင်မပြတ်မထောင်နိုင်ခဲ့တဲ့ဟာငါညက်ပတ်ချင်လို့မှမဟုတ်တာပဲလို့စဉ်းစားလိုက်တယ်။အဲဒီတော့ငါနှုတ်သမားဟာခွေးလေးရဲ့လက်ပတ်မှာရေးထားတာကိုတွေ့ရတော့အံ့ဩသွားတယ်။တို့စီမေလာရဲ့စက္ကပ်အဖွဲမှာတယ်။အော်စက္ကပ်ထဲကခွေးလေးကိုလို့သူကတအံ့တော်ရေရောရင်ငါသူ့ကိုချက်ချင်းပြန်ဖို့မှဒီခွေးလေးကိုနစ်လေရင်တွေ့လို့နေမှာပဲ။ သူဟာစက်ကပ်ပေါ်မှာတင်ဆက်ဖြူပြရတဲ့ခွေးလေးဖြစ်မှာပဲတဲ့ဒါကြောင့်သူဟာခွေးလေးကိုခေါ်ပြီးစက်ကပ်ပွဲရှိရာကိုထွက်လာခဲ့သူကအပေါဝါကလူကိုဒီအကြောင်းပြောပြတော့သူ့ကိုချက်ချင်းပဲမိုးကတဲရီရဲ့နောက်ကပေါင်းမိုးတက်စီလဲစီကိုခေါ်သွားတယ်အပေါင်းဆောင်ကကျိုးရင်ဒီမှာမင်းခွေးကိုလူတယောက်လာဖို့တကွာအချိန်မီပဲဟေးလို့လှမ်းအောင်လိုက်တာပေါ့လူတယောက်ဟာလှဲပေါ်ကနေကောင်းထွက်ကြည့်လိုက်တယ် သူဟာလူရှင်တော်အဝတ်အစားတွေဝတ်ထားပြီးမျက်နှာဖြူဖြူခွေးနေတဲ့လူရှင်တော်တယောက်ပါ သူကခွေးလေးကိုမြင်တော့ဝမ်းနဲ့အားရနဲ့နှုတ်ဆက်ပြီးတော့အော်ဟေးစင်လာတယ်တိုဘီရေတိုဘီရေတဲ့ဒါနဲ့သူ့ကိုဘယ်ကနေတွေ့လာတာလဲခမညာကျွန်တော်မှသူ့ကြောင့်စိတ်ပူနေရတာသူကဒီစက္ကတ်ထဲမှာအလိမ်မာဆုံးခွေးလေးပဲခမညာတဲ့သူကကျွန်တော်နဲ့တွေ့ပြီးဖြောပြနေကြပါခမညာသူကလူရှင်တော်ခွေးလေးလေသူမရှိလို့ကျွန်တော်မှဘာလို့ရမှမသိဖြစ်နေတာ သူကိုလာပို့ပေးတဲ့အတွက်အနောင်ကြီးကိုကျေးဇူးတိတ်တင်ပါတယ်။ဆက်ကပ်ပွဲအတွက်အခမဲ့ကြီးခွင်လက်မှတ်ပေးခွင့်ပြုပါခမရယ်။노သမားကလည်းကောင်းပြီလေ။ဒါပေမဲ့ခမရကျုပ်ကိုကျေးဇူးတုံ့ပြန်နေတာမဟုတ်ဘူး။ဒီလိုပြဒီခွေးလေးကကျုပ်တဲအောက်ကရေမြောင်းပိုက်ထဲကျနေတာ။ဒါကိုကောင်းလေးတယောက်ကတွေ့သွားပြီးအယိုးနဲ့မြားကုန်လို့သူ့ထွက်လာနိုင်တာ။ခမရခွေးလေးခမရပိုက်ထဲမှာကြောက်ပြီးမလုံရဲရဲဖြစ်နေတာ။ ကောင်းလေတင်အလင်တာခမရခွေးကိုရှာမတွေ့ခရင်ခမရအကြီးကျယ်ဒုက္ခရောက်မှလို့ရှင်းပြတယ်။လူရှင်တော်ကဟုတ်ကဲ့ပြီးရင်ကျွန်တော်သူ့စီသွားပြီးကျေးဇူးတင်စကားပြောမှာပါလို့ပြောရင်းမြို့သမားကလည်းဒီနေ့လည်းစက္ကပ်ပွဲလာတဲ့ចောင်းသားလေးတွေထဲမှာသူ့ပါလာမယ်ထင်ပါရဲ့။ဟောမကြီးထိုင်ကုန်မှာចောင်းသားတွေထိုင်ကုန်ကြပြီးသူ့ပမာလေးရေ။ဟမ်တုံလို့မတွေ့ရပါလား။သူရှိမယ်ထင်နေ။ဟောမကြောင်ကြီးဗျခမရသူ့ကိုတော်မိကြည့်ပါလား။ တုံအန်လင်းဗမာရှိလဲတိရတာပေါ့ဗျာကျုပ်တော့သွားမပြုသွားမယ်နော်ကြာပွဲတော့အောင်မြင်ပါစေဗျာဒါနဲ့ဦးတာကကြီးကထွက်သွားပါလေရောလူရှင်တော်ဟာသူ့ကိုယ်သူဝစားစီရင်ပြရနဲ့ခွေးလေးကိုလည်းရည်စရာဝတ်စုံဝတ်ဆင်ပေးလိုက်တယ်ချက်ချင်းပဲခွေးလေးဟာရည်စရာအမူအရာနဲ့မတက်ထားရပါတယ်ဆက်ကပ်ပွဲစားတော်မှာကို သူတည်တယ်လေလူရှင်တော်ကလာတော်ပြီရေငါတို့အခုပဲမင်းကိုကယ်တဲ့သူကိုသွားရှာကြတာပေါ့လို့ပြောလိုက်တယ် တိုဘီကိုဘေးကခေါ်ရင်းနဲ့လူရှင်တော်ဟာစီဝိုင်းကိုကြောကရှေဆောင်နဲ့မှထိုင်နေတဲ့ကျောင်းကြီးစီကိုရောက်လာတယ်။လူရှင်တော်ကမင်္ဂလာပါကျောင်းကြီးခမညာတုံအင်းလင်းဆိုတာဘယ်ကလေးလဲပြောပြနိုင်မလားခမညာသူကနေလေကပဲကျွန်တော်ရဲ့ခွေလေးရေပိုက်ထဲကျနေရကိုကြေခဲ့ရချတိတ်ပါကျွန်တော်လည်းသူများပြောပြလို့သိရတာခမညာသူကြောင့်ကျွန်တော်ခွေလေးကိုအချိန်မီပြန်ရတာပါခွေလေးကိုအပြင်ရောက်အောင်ထုတ်ပေးခဲ့တဲ့အဲ့ဒီကောင်လေးကိုသဘောချတယ်ခမညာရေး ကျောင်းအုပ်စရာကြီးကလည်းတုံအန်လင်းဟုတ်လားကျောက်သူ့ကိုခြံထားခဲ့တာသူကကျောင်းကိုညနေပတ်ပတ်မတ်တမရက်နဲ့ရောက်လာတော့သူ့ကိုကြုံမခေါ်လာခဲ့တော့ဘူးပေါ့လို့ပြောလိုက်တယ်။လူရွှေတော်ကလည်းဒီလိုညစ်ပတ်တာဟာခွေးလေးကိုကိုထုတ်ပေးရင်နဲ့ဖြစ်ရတာလို့ကျွန်တော်ထင်တယ်။အင်းလေကျွန်တော်တို့စကားခွဲကိုကူညီခဲ့တဲ့သူတယောက်ကိုလာကြည့်ခွင့်မပြုတာတော့တိတ်မဟန်ဘူးနဲ့တူတယ်။လို့ပြောတာပုံကျောင်းအုပ်စရာကြီးကလည်းသူဘာလုပ်ခဲ့တယ်လဲကျောက်ဘယ်တိမလဲဗျာဒီကိစ္စကတကယ်လား ကောင်းပြီလေဘာဖြစ်မလဲကြည်ကြသေးတာပေါ့မနှက်ပြန်တူလာနိုင်မှာပါလို့ညီရင်လူရှင်တော်ကလည်းဒီမဲ့ဆရာကြီးပွဲစားဖို့7မိနစ်လိုသေးရဲ့ဗျကောင်းလေးကိုတော့ခေါ်လာကြပါလားကျွန်တော်စပိန်နဲ့တော့ရင်9မိနစ်ထက်ပိုမကြပါဘူးသူတယောက်သေးကြံနေရတာကျွန်တော်မကြိုက်ဘူးကျွန်တော်ခွေလေးအတွက်ပြင်ကျေးဇူးဆက်ခြင်းနဲ့လို့ပြောလိုက်တယ်ဂျန်ကိုကြီးကလည်းတိတ်ကောင်းနေကြောက်လဲဒီလိုပဲလုပ်မှာပါတနာစရာတော်မင်း ကျောင်းကိုသွားပြီးအကျောင်းဆောင်ကိုကျုပ်တိပြီးခမားနဲ့တူလိုက်ခဲ့ဖို့မှားတယ်လို့ပြောလိုက်ပါလို့ခွင့်ပြုလိုက်တယ်။ဒါနဲ့လူရှင်တော်ဂျိုးကထွက်လာပါတယ်။သူ့ရဲ့စပိန်ကိုယူပြီးကျောင်းကိုခတ်တုံနေပါလေရော။၃မိနစ်အကြာမှာကျောင်းကိုရောက်တော့တကားစီကိုပြေးလာတယ်။တော်မှာတော့ကျွန်တော်တန့်ရှင်းပါမယ်ဆိုတဲ့စာကြောင်းကိုရေးနေတော့မှာစာသင်ခန်းအပြင်ဘက်ကခြေတန်းကိုတူကြရတယ်။ဘသူလဲလို့သူစဉ်းစားနေတော့မှာစက်ကက်ထဲကလူရှင်တော်တယောက်ကိုတကားဝမှတွေ့လိုက်ရတော့ပုံအံ့ဩမိသွားတယ်။ သူကထိုင်နေရင်းနဲ့မယုံနိုင်စွာမျက်လုံးကိုပြူးကြည့်နေမိတယ်။လူရွှေတော်ကဟေးမင်းကတုံအယ်လင်မဟုတ်လား။ကောင်းမီချတဲ့ရင်ငါနဲ့သာလိုက်ခဲ့ပြီးတော့မင်းပိုက်ထဲကထုတ်ပြီးခဲ့တဲ့ခွေးလေးကငါခွေးလေးပဲကွာ။ငါကကြောင်းဆရာကြီးကိုမင်းမမလဲသွားမင်းတော့မင်းချန်ခဲ့တာကိုပြောပြတယ်လေ။ငါကလေသူ့ကိုငါခွေလေးကြောင်ပြောပြရောသူလဲမင်းကိုရှာပြီးစက်ကပ်ပွဲကိုခေါ်လာဖို့လှစ်လိုက်တာဒါကြောင့်အုတ်ထုတ်ယူပြီးမြင်မြန်လိုက်ခဲ့ပြီးတော့ မင်းစောရှိကြချင်းသေးလားမင်းကိုကြည့်ရတာမြစ်ပတ်နေတာပဲလို့ပြောလိုက်တယ်။တုံကဒီကနေ့ထော်ပြီးတော့ပစ္စည်းသိမ်းခန်းစီကိုကိုလက်ဆေးကြောဖို့ပြေးသွားပါတယ်။တိတ်လို့ကြားလိုက်ပါဘူးလူရှင်တော်ကသူ့ရဲ့အဝတ်တွေကိုတိုက်ချုပ်ပေးတယ်။ပြီးတော့တုံကစပိန်ထိုင်ကုန်းမှာထိုင်လိုက်တော့လူရှင်တော်ကစက္ကပ်ဘွဲကိုအမြန်ပြန်နင်းလာခဲ့ရပုံ။ပွဲကတော့စာတီးပြီးစက္ကပ်ဖွဲ့သားတွေအားလုံးဟာစီဝိုင်းထဲမှာလမ်းလျှောက်နေကြတယ်။လူတယောက်ကအေယာမဘင်ကြီးကိုထူနေတယ်။ ကျောင်းရကလေးတွေကအာရပါရလက်ခုပ်တီးကုန်ကြတယ်။လူရှင်တော်ကငါမင်းကိုထားခဲ့တော့မင်းကျောင်းဝကြီးစီကိုသွားပြီးငါမင်းကိုခေါ်လာတဲ့ကျောင်းတော့ပြောကြည့်ဒီပွဲကိုမင်းကျင်နဲ့မှာလားပွဲပြီးရင်ငါရဲ့ပေါင်းမတက်လဲတဲ့ဇူလာပြီးတော့ငါကိုလာတွေ့ချင်ဂျိုးလိုမေးကွာလို့ပြောသွားတယ်။သူကပြေးထွက်သွားပြီးမကြာခင်တခြားလူရှင်တော်တွေနဲ့တူစီဝိုင်းနဲ့ကိုခုံပေါက်မြူတူလိုဝင်သွားတယ်။သူ့ရဲ့ဘေးမှာခွေးလေးတူပြီးကလည်းခုံပေါက်လို့ သူတခင်နေကြရမှာလိုက်လဲပြပြီးလူရှင်တော်လေးပမာလုတ်ပြနေရင်တုံဟာကျောင်းသားတွေကိုဖျက်ပြီးဆရာကြီးစီကိုရောက်လာတယ်။သူကကျောင်းအောင်ဆရာကြီးရဲ့ခုံနောက်မှာယက်နေလိုက်တယ်။နောက်ဆုံးတော့ကျောင်းအောင်ကြီးကလှည့်အကြီးမှာသူ့ကိုမြင်သွားတယ်။ဟေးတုံမလားဒါဆိုမင်းကိုလူရှင်တော်ကတော့ခေါ်လာတာပေါ့။ကောင်းပြီလေမင်းကခွေးလေးကိုကယ်လို့ညစ်ပက်ရတာပဲဟာ။လာလာငါဘေးနားလာထိုင်ပြီးတို့နဲ့အတူကြည့်ပါကွာတယ်။သူတို့ဟာလူရှင်တော်တွေကိုကြည့်ပြီးတော့ရီမောကြတယ်။ နောက်ပါရဲ့မြင်းတွေတေးတော်တွေအလိုက်ကောက်ကောင်နေရာကိုကြည်ပြီးဩဘာပေးကြတယ်။ဘာကျွမ်းသမားတွေကိုကြည်ပြီးရင်သက်ရှူမောကြရတယ်။အတော်ကောင်းတဲ့ဆက်ကပ်ပွဲပဲ။တုံအတော်ကတော့ကျွန်တော်တတ်ရှင်ပါမယ်လို့အကြိမ်တရားရေးပြီးကျောင်းမှာမကြံနေရတော့တဲ့အတွက်ဘယ်လောက်ပြောလိုက်မလဲ။ပွဲအပြီးမှာတော့တုံကထိုင်လုံးနေရအတွက်ကျေးဇူးတင်ပါတယ်ဆရာကြီး။ဂျိုးကိုကျွန်တော်ကိုလာခေါ်ခိုင်းတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ်။ပြီးတော့နိုင်ကိုတတ်ရှင်နဲ့သူဖြစ်အောင်စူးစမ်းပါရမယ်ခင်ဗျာ။ ဆရာကြီးကိုထပ်ပြီးတိတ်ခါမချတော့ပါဘူးလေ။ကျောင်းဦးကြီးကလည်းမင်းစကားကိုငားမှတ်ထားမယ်နော်လို့ပြောပြီးသူ့ကိုပခုံးပုတ်လိုက်တယ်။အခုမင်းမိတ်ဆွေလူရှင်တော်ကြီးကိုတော့နှုတ်ဆက်ချင်နေသေးတယ်မဟုတ်လား။မမြန်သွားလေ။မနှက်ဖြန်မနှက်ကြရင်တက်တက်ရှိရှိနဲ့ကျောင်းလာတာပဲမြင်ရပါစေနော်။တုံးလေတဟုံတို့ပြေးထွက်လာပြီးဂျိုးရဲ့ပေါင်းမုတ်တက်လေးကိုရှာပြီးအဲဒီမှာဂျိုးဟာလက်ဖက်ရည်တောင်းနေရရေခဲမုံနေပေါင်းမုတ်နေလဲအဆောအလင်းမဲသူကတုံမှုတွဲတော့ပျော့သွားတယ် ထိုင်မအောင်လဖဲ့ရတော့ပါကွာဒီမှာမုန်းနေလဲရှမ်းပဲတွေငါနဲ့တူပြီးကမင်းလောက်ကောင်းလေးမျိုးကိုမှကျွေးချင်တာကွာငါတို့မြင်မြင်လက်ခရရာတွေမမေ့ချင်တော့တူပြီးရေလို့ပြောလိုက်တယ်တူပြီးကလည်းအမင်းလေးနဲ့ပြီးတော့ဝုန်းဝုန်းလို့ဖြေရှာတယ်လူရှင်တော်ကငါတို့ဒီမှာရှိနေတော့စက်ကက်ပွဲကိုနေ့တိုင်းမင်းလာနိုင်တယ်အပေါင်းဆောင်ကိုဂျိုးရဲ့မိတ်ဆွေပါလို့ပြောလိုက်ပါသူ့မင်းကိုဝင်မွေးပြုမယ်ဟုတ်ပြီလားလို့လူညံစွာနဲ့ပြောလိုက်တာပေါ့တုံကလည်းရွှေမြူးစွာနဲ့ဟုတ်ကဲ့ ကျေးဇူးတင်လိုက်တာခမညာကျွန်တော်ကံကောင်းတာပေါ့နော်နေလေကကျွန်တော်တယောက်တည်းကြံနေတော့ကဆက်ကပ်ပွဲကိုမသွားရတော့ဘူးအောင်မင်းကြီးကအခုတော့ဆက်ကပ်ပွဲလေးကြည့်ပြီးသွားပြီနေရန်လေးကြည့်ရအောင်မယ်လို့ပြောလိုက်တယ်ဂျိုးကမြောင်မြောင်မြင်းမြင်းနဲ့မင်းပါလို့ကံကောင်းလဲမင်းတီလားတခြားသူတို့လှုပ်ပေးလို့ပဲကွာဒါအကောင်းဆုံးပဲမှတ်ထားတခြားသူတို့လှုပ်ပေးရင်တခြားသူကလည်းမင်းအတွက်ပြန်လှုပ်ပေးလိမ့်မယ်ဒါမဟုတ်လားတော်ပြီးရေလို့မေးလိုက်တော့ခွေလေးတော်ပြီးကလည်းအမီးလေးနံလို့ ဝုတ်ဝုတ်လို့ဖေးလိုက်ပါတော့တဲ့ကွယ်အကူတည်ဆပေးမှာကတော့အစာမလို့အသက်ပေးရတဲ့ရေကျက်ဆိုရဲပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။တခါတော့ကရေကျက်တကောင်ဟာမြစ်ထဲမှာမျောပါလာတဲ့တရေအသေးတကောင်ကိုတွေ့သွားခဲ့တယ်။ဟောတရေအသေးကောင်မလားငါအတွက်အစာတော့ရပြီပွားတာပဲပွားတာပဲ။ရေကျက်လေဝန်တာအားရနဲ့တရေအသေးကောင်ပေါ်နားလိုက်ပြီးထိုးစိတ်စားတော့ဘူးဟန်ပြင်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲစုံရဲတကောင်နဲ့တိတ်ငှက်တကောင်တို့မိုးပေါ်မှာဝဲပြန်လာတာကိုရေချက်ကတွေ့လိုက်ရတယ်။ဟာတိတ်ငှက်ကြီးနဲ့စုံရဲကြီးပါလား။တိတ်ငှက်နဲ့စုံရဲကြီးဟာလည်းတရေအသေးခံကိုတွေ့သွားတဲ့အခါဖိုးစိစားတော့ဘူးတခါတည်းကောင်းမြင်တက်ကနဲ့ဝဲပြန်ဆင်းလာကြတာပေါ့။အမလေးတိတ်ငှက်နဲ့စုံရဲကြီးတို့လာပြီးမဖြစ်ဘူးမဖြစ်ဘူးငါတို့အန္တရာယ်ရှိရင်ပြန်ပြေးမှပြန်ပြေးမှရေကျလဲသူတို့အတန်အန္တရာယ်ရှိအောင်မလို့လမ်းပြန်ပြီးပြန်ပြေးရတော့တာပေါ့။ အဲ့ဒီအချိန်မှာပဲတရေအသေးကောင်ဟာမြက်ကန်းနှစ်ဖေးကကြောက်တုံးကြောက်ဆောင်နေကြမှာကန့်ညီးသွားခဲ့တယ်။တိမ်ငယ်ကြီးနဲ့ဆောင်ရဲကြီးတို့လည်းတရေအသေးကောင်ပေါ်မှာနားပြီးတရေရဲ့အသားကိုထိုးစိတ်ကြတော့ကြတာပေါ့။ရေချက်ဟာမြစ်ချောင်းအတိုင်းပြန်တန်းလာရကရေလေကျွန်းတကျွန်းကိုတွေ့ရနဲ့ကျောင်းဆက်ကကြောက်ဆောင်တကူပေါ်မှာနားနေလိုက်တယ်။အဲ့ဒီလိုနားရင်းနဲ့ရေချက်ဟာမချင်မနှက်ဖြစ်နေတဲ့အတွက်မခန့်ကြီးမခန့်သာရေရွတ်မိတန်းနေခဲ့တယ်။ ငါအတွက်အစားကိုသူများတွေအပိုင်စီးသွားတာနားလိုက်တာနားလိုက်တာဒီချိန်မှာပဲရေဆက်ကနဲတက်လာတဲ့နေတကောင်ဟာရေကျဲရဲ့ရေရွတ်မီတန်းနေတန်းကိုကြားသွားတာပေါ့အိုးအွှေရေကျက်ဘာရင်းမမကျင်မနဲ့နဲ့ရေရွတ်မီတန်းနေရလဲဗျရေကျက်လည်းဖြစ်ချောင်းကုန်စင်ပြောပြလိုက်ပြီးကြုတ်တွေ့ရတဲ့အစားကိုသူများတွေအပိုင်စီးသွားတာမကျင်နဲ့လို့လုံးဝမကျင်နဲ့ဘူးဗျာလို့တပြည့်တောက်တောက်ပြောရတာပေါ့ အဲ့ဒီအခါလိန်လေရေချက်ကိုနှစ်သိမ့်စကားဆိုရဲ။အိုးအဆွေရေချက်ရဲ့တင်တိုင်းငင်းနေဆိုရင်ရဲ့အစာမဖြစ်သွားတာကိုပဲကံကောင်းနေလို့မှတ်လိုက်ပါ။ဗျ။အစာဟာရာဆိုတာထပ်ပြီးရှာဖွေလို့ရပါသေးရဲ့။တင်သာတိုင်းငင်းနေဆိုရဲ့သူ့တို့တော်ကိုခံရရင်မတွေးဝင်စီရပါပဲ။ဘာပဲဖြစ်ဖြစ်ဗျ။ကျုပ်အဲ့ဒီတရေအသေးကောင်ကိုလက်လက်မခံနိုင်ဘူး။အဲ့ဒီတရေအသေးကောင်စီပြန်သွားမယ်။အခုလောက်ဆိုတိုင်းငင်းကြီးနဲ့ဆိုရဲကြီးတို့လည်းအစာဝတ်လို့ပြန်သွားကြရောပေါ့။ ။အိုးအဆွေရေချက်အစားတလုံးတော့နဲ့ကို့အဖို့အသက်အန္တရာယ်မကင်းတဲ့အရက်ဒေသစီမတော်တင်ပါဘူး။တွားမှာပဲဗျဒီနေ့ဖို့တရေသားမစားရရင်မကျင်နဲ့နိုင်ဘူး။လေကအတန်တန်သားနေရဲ့ကြားကအစာအတွက်လောဘတက်နေတဲ့ရေချက်ဟာတရေသေးကောင်ရှိရာစီကိုပြန်သွားပြန်နေ။တရေတီကောင်ရှိရာစီကိုရောက်တော့တရေတီကောင်ဟာအယိုးလိုပဲကြံတော့ပြီးကြောက်တုံးကြောက်ဆောင်နေကြမှာညံ့မြင့်ညံ့နေတာကိုတွေ့ရတာပေါ့ရေချက်ကဟွဟွဟွ အယိုးတွေမှာကကြံနေတဲ့အသားကိုစားရလဲမစိုးပါဘူးလို့ဆိုပြီးကြောက်ဆောင်ပေါ်နားလိုက်ပြီးတရေတေကောင်ရဲ့အယိုးတွေမှာကကြံနေတဲ့အသားစားတွေကိုထိုးစီစားတော်တော်တာပေါ့အဲ့ဒီအချိန်မှာပဲတိုင်းငယ်ကြီးဟာမြေကမ်းနဘေးကတပင်တပင်ပေါ်မှာနားနေရကတဟုန်လို့ဝဲပြန်လာပြီးရေချက်ကိုထိုးတုံသွားပါတော့တဲ့ကွယ်ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်